နေပေးလေနေလာပေးလေစောင့်ရှောက်မရှိနေငါနေရဘဝတွေရောပတ်စံတွေရောနော်ငါရဲ့ခန္ဓာကိုယ်တွေရောစိတ်တွေရောအကောင်လုံးငါမိသားစုတွေရောအကောင်လုံးရင်းမြတ်မှာနေရငါပတ်သက်ထားတာဟဲ့တောင်ရဲ့နေလို့စောင့်ရှောက်မရှိအကောင်ငါပတ်သက်ထားတာမိမတကာနဲ့လိုက်အိပ်ပြောစောင့်ရှောက်မရှိလမ်းမရမိမနဲ့တောင်မှအိတ်တာနေအကြောင်းခရင်စိတ်တွင်ကြအကောင်လုံးငါတိတ်ပြီးသွားပြီတိလား နင်ဆောင်ရအောင်တန်းကြလုံးအားကြီးရနင်ဆောင်ရအောင်တန်းကြရအောင်တန်းစားရအောင်တန်းစားရအားလုံးဝမင်းလာပါတငယ်ချင်းတို့ချစ်ကနေတငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ပိုင်တခွန်းရဲ့ညီဖြစ်တဲ့ရှင်ဖုံးပြေးကတော့ဗောနော်သူရဲ့ကောင်မလေးနဲ့တိန်ထဲမှာတစ်နှစ်လောက်အတူတူနေပြီးတော့ဗောနော်သူကရုတ်တရက်တခြားကောင်မလေးနဲ့ဖောက်ပြန်သွားတယ်ဗျ ီအကြောင်းအရာကိုကျွန်တော်ကတင်ဆက်ပေးခြင်းလို့ပေးတာမဟုတ်ဘူးဗျာနော်ကျွန်တော်ရဲ့ညီလေးညီမတွေလည်းသူတို့လိုမျိုးအတုမယူရအောင်လို့ပေါ့နော်ဘူသူရအနေနဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်လူသဘောလူတဘာဝအရာဆိုရင်ဗျာနော်ဒါ6လလောက်အတူတူနေထိုင်တောင်မှတရားဝင်အကျင့်လင်မယားလို့တောင်သတ်မှတ်ကြတာဗျာနော်အခုဆိုရင်သူတို့ကတစ်နှစ်တောင်ရှိပြီဗျာနော်အတူတူနေထိုင်ကြတာဒီဖောက်ပြန်ခံရတဲ့သူကပေါ့နော်ဘာဖြစ်လို့ဒီလောက်တောင်နာကြီးနေရတာလဲနော်ဘလို့အချိုးအချောင်းတွေရှိလဲဆိုတော့သူပြောတာလေးကိုကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်ကြရအောင်ဗျာနော် စကတော့မိသားဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်ဒါပေမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရည်ဒီအရန်ချိုင်းလုံးလို့မိသားဒီအားကိုတင်ရတာပါဒီအားကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားတာဒီ73ရက်နေရမှာလမ်းခွဲလိုက်တာပါ April 73ရက်နေရမှာလမ်းခွဲလိုက်တာပါ72ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါ ပြီးတော့ မင်းတဲနဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးစက်ပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးတယ်သူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာ ်သူလုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတဆီခါတောင်သူ့မှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားကင်စက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့အကူစီမှာသူအပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော်သူ့ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပြီးပါတယ်။အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလပြီးတော့အာဒီပိုဇစ်ကတလဆိုတော့အလုံးပေါင်း8လချုပ်ရတယ်။အဲ့ဟာကိုညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့။အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူး။ အာသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှာဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး သူဒီညီမနဲ့အတူတူနေရဲ့ဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာသူအလောက်၃ခုသူကြောင်ညာ၃ခုရှိရအဲ့၃ခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းတာပါညီမပြန်တောင်းနေဆိုတော့ဒါအင်က6လပြည့်သွားလို့နောက်ထပ်6ချက်ထပ်ပြီးတော့မှ6လချုပ်တယ်အားလုံးပေါင်းအင်က14လစာ6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်မီတာခါက ဒီတနစ်စာမီတာခါတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အားလုံးပေါင်း10သိန်းပဲညီမတွက်ထားတယ်အဲ့တော့94သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနေပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေပိုင်းတခွင်းကြီးကတော်တော်ဆိုးတာပဲဗျာနော်သူကြည့်ရောဆွေကြီးမျိုးကြီးအတိုင်းဝိုင်းနေရပဲဗျာနော်အဲ့တော့ကောင်မလေးစီကသူက ခြူစားတဲ့သဘောမျိုးဖြစ်သွားတာပါဗျာနော်ပိုကတော့သူ့ကိုတော်တော်ချစ်မဲ့ပုံပါပဲနော်မိန်းကလေးတီချာနားထောင်ကြနော်တုံးနေတာဒီလိုမျိုးတောက်နေရတာကညီမပတ်စံလည်းပဲညီမပေးခဲ့ရတာပါအဲ့ဒါကို तू ကသူ့မှာအတိုင်းဝိုင်းရှိရဲဆိုပြီးတော့မှအခုမနေတော့ကကြတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လှုပ်ချင်တာလှုပ်တဲ့အခုတွဲကပြက်တာကြနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်ကနစ်နာပါလေ तू အဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လीအ 73ရက်နေ့ထိညီမနဲ့သူနဲ့ဆက်သွယ်ရှိနေရဲ့ဖုန်းမက်ဆေ့ချ်တွေလည်းရှိနေရဲ့စာတွေလည်းရှိနေရဲ့73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါဘာလို့လဲဆိုတော့ तू ဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်ပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ် ဒါမှမဟုတ်တယောက်တည်းနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်များစွာသူဖောက်ပြန်ထားတဲ့ဟာတွေသူဖုန်းကိုညီမယူပြီးကြည့်တဲ့အချိန်မှာအကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတတ်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီဧပြီ9ရက်နေ့မှာဒါသူအကိုရုံးနဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့တူနေဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှ ဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော်ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်နေတကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ်ဆော့သူကအခုတအားတရားလုံလုံအားကြီးသွားပြီသူ့ဖက်မှာအတိုင်းဝိုင်းရှိရဲဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာ အခုလိုမျိုးနိုင်ထက်စီနင်းလောက်တာယောက်ျားတယောက်ဖြစ်ပြီးရောမှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမလို့မိမရနဲ့အခုလိုမျိုးတွေသူညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင်သူနဲ့ဖုန်းပြောထားတဲ့ record တွေသူဒီပတ်စံတွေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးဘဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလည်း ညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတစ်ယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိန်းမတစ်ယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာငွေးထားခဲ့ရတာစကင်းကဲကစားအိမ်မှာစားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအဆအဆရရကိုငွေးထားတဲ့ကလေးတစ်ယောက်ကလေးတစ်ယောက်ကိုပြုစုနေရတယ်လို့မျိုးညီမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာ အဲ့လိုမျိုးထထားရတာမှပဲ तू ကတခြားမိန်းမတိောက်တော့မကတော့မိန်းမရင်းနဲ့ तू ထောက်ပြန်နေဆက်ချက်တယ် तू ဆက်ချက်ထားတဲ့ဟာတွေကဆာကျွန်မ Facebook အကောင့်မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်ရှင်မိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညီမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါ ညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ခြားရစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမိသားဘက်ကအနူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားအခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လို့အခုညနေမှာသူပြောထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစင်တက်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှ အကုန်လုံးလုတ်ထားပါတယ်လို့သူသွားချင်းတဲ့လမ်းအနီသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလုံနီးနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညီမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တင်နေတကွာအကုန်လုံးရှိပါတယ်သူကပြောတယ်စာချုပ်စာရမ်းနဲ့ယူထားတာမဟုတ်ဘူးသူညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာရမ်းမရှိဘူးပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဆိုတဲ့စကားတည်းယောက်ျားစကားမဟုတ်ပါဘူးမိမ့်မလို့မိမ့်မရမိမ့်မထမိန်တာခိုးစားပြီးတော့မှ ိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဘက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးအများကြီးလက်တင်ပါတယ်ရှင်ကဲအလုံးမဲ့ကျွန်တော်တင်ငယ်ရှင်တို့ဗီဒီယိုလေးကတော့တလောက်ပါပြန်နော်အခုဆိုရင်ဒါပိုင်တခွန်ရဲ့ညီကပေါ့နော်ဒါဖောက်ပြန်တဲ့အကြောင်းအရာတွေကိုသူ့ရဲ့ချစ်သူကောင်မလေးက တိကျကြကကနနာတွေပြောပြသွားတာဖြစ်ပါတယ်ဗျာနော်သူအကူကနာမည်ပြတ်မရှိသလောက်နော်မအောင်မြင်သေးတဲ့သူ့ညီကတော့တော်တော်ကြီးကိုနာမည်တွေပျက်စီးနေပြီဗျာနော်ကောင်မလေးကလည်းသူ့ကိုလူလီသိမရှိအောင်ထားရှာကျွေးတဲ့ဂျာတဲကသူကနောင်မီးလင်းတာနော်ဒါကလူပေါင်လူလောကမှာတတော်ကြီးကိုအချင်းစာရိတ္တညံ့နေလို့ပြောရမယ်ဗျာနော်ဒါကလူတယောက်ရဲ့ကျင့်ဝတ်နဲ့မညီဘူးဗျာ ။တကယ်ချင်းတို့လည်းပြောတဲ့အကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပြီးခဲ့ပါအောင်ဗျာနော်။ကြည့်ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲဗျာနော်။နောက်ထပ် video တွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ။